ကောင်းတယ်အဲ့ကောင်းမလေးကိုတော့ရှင်းပြီးပြီသူ့ရဲ့ခေါင်းဆောင်ကိုတော့သူအဲ့လောက်ထိပဲသွားနိုင်တာပေါ့ငါ့အတွက်ပိုလွယ်သွားတာပေါ့ဟုတ်ပြီအကုံလုံးကိုစားကြည့်လိုက်ကျေးဇူးတူပြီးငါ့ကိုကဲကြပါဖာရာကိုကဲကြသူ့ကိုကာကွယ်ကြဖာရာကိုကာကွယ်ကြဟာဟာခဏပဲသွားဖို့စဉ်းစားနေတာလေဟမ်အာ ကြည့်ရတာငါဆက်တော့ဘူးလူသက်ချင်းစိတ်တွေမရှိတော့ဘူးထင်တယ်။ဟာငါပဲရောက်နေတာလေငါညံ့အမကိုလိုက်ရှာရမယ်။တဲထီတာမရှိရင်ငါလုံးဝလမ်းမရှာတတ်ဘူးလူညီရင် စိတ်သေးတိတ်ကြတဲ့တဲထီတည်သွားလောက်ပြီးသူ့လုံးကြုံတာတိတ်ကြအောင်လုပ်ခဲ့ရမှာငါဘာမှမစင်စားပဲပြေးထွက်လာခဲ့မိတာလူတို့ရင်စိတ်စရာခတ်နေပါတယ်ဒါကြောင့်ပဲ အယုံဆိုင်ဆန်ဒီလိုလုပ်ဖို့အချိန်မဟုတ်သေးဘူးဆိုကအသေးအတန်အကြံထုတ်နေပြီးတဲ့နောက်ငါအမကိုရှာပြီးအချိန်လေးကိုတင်ပြရမယ်ငါသူ့နဲ့ဘယ်လိုဆက်သွယ်ရမလဲငါသူ့ဖုန်းနံပါတ်လည်းမသိဘူးအင်္ဂလိပ်လိုလည်းနားမလည်ဘူးဟာတေရောဒါပေမဲ့တခုခုတော့စူးစမ်းပြီးလုပ်ကြည့်ရအောင်ဒီတိုင်းချက်နေပြီးဘာမှမလုပ်တာထက်ဆိုင်တော့ဒါကပိုကောင်းမှသိကြပါတယ်ဟုတ်ပြီအော်နီမင်းအွန်လိုင်းတလောက်သာကြည်ကြော်ပြီးရင်မင်းတေးကြအစာစားရအောင်ငါလုပ်ပေးမယ်မစ်ငါတို့ကိုကြားရအောင်အထီးကြဲကြဲတာအော် အမမင်းအသက်ရှင်တည်တယ်လို့တော်သေးတာပေါ့ငါတောင်းမှန်ပါတယ်အဖွဲ့လေးကချိန်မုန်းခံလိုက်ရပြီလို့ကြားတော့ကမင်းတည်သွားပြီလို့ထင်နေခဲ့တာငါရဲ့အမားကမင်းကိုတည်သွားစေတယ်လို့ထင်ခဲ့တာရှာကြပါတယ်ကျွန်တော်ကတော့တောင်းမှန်ရမှာပါကျွန်တော်သူတို့ကိုမကယ်လိုက်နိုင်ဘူးပြီးတော့ကောင်းကင်ဘောင်ထောင်ပေါင်းများစွာကန်ရဲ့ခေါင်းဆောင်လေးလွတ်သွားတယ် မဟုတ်ဘူးမင်းကိုပို့လိုက်တဲ့သူကငါဆိုပေမဲ့လည်းငါအများကြီးမညှောလင့်ထားပါဘူးမင်းအသက်ရှင်ကျန်ရအောင်လုပ်နိုင်ခဲ့တာကိုပဲကျေးဇူးတင်ဝမ်းသာရပါတယ်စကားမဆက်ဒီစိတ်ဝင်စားစရာကောင်းတဲ့စိတ်ဆွမ်းအားကောင်းကမင်းဟာလားသူ့စီကနေမကောင်းတဲ့ခံစားချက်တွေရနေပေမဲ့လည်းချစ်စရာကောင်းတဲ့စိတ်ဆွမ်းအားပဲဒါနဲ့လေးစိတ်ကောအဆင်ပြေရဲ့လား ဒါပေါ့လုံချုံယုံနေမကဘူးအခုအဲ့ဒါကသူတို့ခေါင်းဆောင်ကိုတားဖို့အရေးပါတဲ့နေရာပဲအဲ့ကိုငါကိုယ်တိုင်သွားပြီးစီစဉ်နေတာအဲ့ကိုသွားတဲ့လမ်းမှာဆက်ပြောကြတာပေါ့ဆိုကမမကလမ်းလျှောက်သွားတဲ့အတွက်ဂျင်ဆောင်ကအထိတ်တလန်းနဲ့မမလက်ကိုဆွဲလိုက်ပြီး ခင်ဗျာဘာဘာကိုဆိုလိုတာလဲလို့မေးရင်စိတ်တဲ့ကောင်းကင်ပေါင်းထောင်ပေါင်းများစွာကန်းရဲ့ခေါင်းဆောင်ကသူ့ရဲ့နှောက်လိုက်တွေအများကြီးဆုံးရှုံးပြီးတဲ့နောက်မှာထွက်တည်သွားမှာပဲသူတခုခုလှုပ်ဖို့ဉာဏ်စူးစမ်းနေလို့လားဆိုပြီးတွေးနေပါတယ်မမကတော့မင်းရဲ့ဖာသာတရားကမင်းလူသက်သမားတွေရဲ့တိမတ်ထားခံရတယ်လို့အသက်ရှင်လျက်ငါစီလာပြောတယ်ပြီးတော့သူတို့ခေါင်းဆောင်ရဲ့အစီအစဉ်ကိုတောင်အသေးစိတ်ကြက်ကြက်ပြောသွားလိုက်သေးတယ်လို့ပြောတော့ဂျင်ဆောင်ကဖာသာတရားဟုတ်လားတဲ့ဒီကိုပြောတာလားဆိုတော့မမကဒါပေါ့တက် ြဿနာရှိလို့လားဆိုပြီးပြန်မိတဲ့အခါဂျင်ဆောင်စိတ်ထဲတေဒီကအသက်ရှင်နေသေးတယ်လားရိုးရိုးတာမှန်တိုက်ခိုက်မှုမပါတဲ့စိတ်ဆွာရှိတဲ့သူတယောက်ကလူသက်သမားရာချီတွေကြားမှာအသက်ရှင်နိုင်ခဲ့တယ်လားပြီးတော့ငါတော့မသိဘဲသူတို့ကောင်းဆောင်ရဲ့အစီအစဉ်တွေကိုတောင်ကြားလိုက်တယ်လားလို့တွေးနေတော့မမကလက်စွပ်တကွင်းကိုလှမ်းပေးရင်ပါတဒီယံကငါ့ကိုဒီလက်စွပ်ပေးသွားတယ်။ဒါနဲ့ဆိုသူမရှိလေမင်းဘဒုနဲ့ပဲချစ်ချစ်ပြောဆိုဖို့အဆင်ပြေမှာပါတဲ့ တတ်ချက်သူတရက်ဖူအရေးချင်းရှိလမ်းလွှဲစီသူအုံညူသူသည်တုထွက်ငယ်သည်ဟုယူဆထားသောညီသူနှင့်မဆိုးဘာပြဿနာမှမရှိဘဲပြောဆိုဆက်သွယ်နိုင်သည်သူညီတဲ့နေရာမှာရှိနေသောသူများအတွက်လည်းအတူတူပင်ဖြစ်သည်အကျိုးများကိုလည်းအချိန်ခဏလောက်လွှဲပြောင်းပေးနိုင်သည်ဒါကုန်နေတဲ့ရင်ဆောင်စိတ်ထဲဒီစိတ်ဆောင်အားကတခုခု꿰ပြားနေတယ်ဒါကရိုးရိုးတာမန်ဘာသာပြန်စွန့်ရည်ထိခဲ့တာလေလို့တွေးနေပြီးသူ့ဘမလည်းသူ့အခုဘမလည်းလို့အလန့်တကြားနေပေးတဲ့အခါမမက မင်းရဲ့တငယ်ချင်းတွေနဲ့အတူလိုက်ဆက်ကျုံအချင်းထောင်ကိုတွားနေတာလို့ပြောတော့ဂျင်းဆောင်လေးစိတ်တယ်။တခြားသူတွေနဲ့လားသူတို့ကအချင်းထောင်မှာမသိနိုင်တာသူ့အချင်းသားတွေအကုန်လုံးကိုတုံးဖို့တော့လုံနေတာမဟုတ်တော့ပါဘူးလို့တွေးနေတော့မမကဘာဖြစ်လို့လဲပတ်ချင်ဆောင်ဆိုကမင်းမျက်နေတော့ဂျင်းဆောင်ကအဲ့မှာလက်ရှိလူဘယ်နှယောက်လောက်ထမ်းဆောင်နေကြရတာလဲဆိုတော့မမက လူအယောက်တပေါင်း၃၀၀လောက်ပေါ့လို့တည့်ထီတော့ဂျင်းဆောင်လေးစိတ်ထဲ တောင်းတောင်းတောင်းလာသူအောင်မြင်သွားရင်ခိုင်းကောင်းဆောင်ကသူ့အတွက်သူတို့အသက်ကိုရင်းပေးမယ်ရက်ဆက်တဲ့လူအရောက်တောင်းတောင်းရသွားမှာပေါ့ငါသူတို့ကိုတားရမယ်ငါထင်တယ်လို့ဒါဖြစ်သွားရင်မြို့ကြီးကသူတို့လောက်ကိုရောက်သွားပြီးအချက်စီခံရလိမ့်မယ်လို့တွင်းမိပြီး ျွန်တော်တို့အခုချက်ချင်းအချင်းထောင်ကိုသွားရမယ်ဆိုပြီးပူပန်စိတ်နဲ့ပြောတဲ့အခါမမကစိတ်လျှော့ပါငါတို့အိတ်ကိုသွားဖို့စီစဉ်နေတာပါပဲလို့နှစ်သိမ့်နေတုံးဖုံးဝင်လာတဲ့အတွက်နှစ်ယောက်လုံးလန့်သွားပါတယ်ကောင်းကင်ပေါင်းထောင်ပေါင်းများစွာကားရဲ့လူသက်သမားတွေကအခြေအနေတွေဖန်တီးနေတုံးပေကျင်းတားညစ်ထားတဲ့မြို့မှာတော့တီးကြတီးကြမမေးအဲ့ဒါပါကြီးလေဒန်နီရဲ့ဤစာအုပ်ထဲမှာနောက်ထပ်မကောင်းဆိုးဝါးတစ်ခေါက်တတရညောက်ကပေကျင်းမြို့ထဲကသူတွေအနေရပေးနေတယ် အာမကောင်းဆိုးဝါးကြီးဒန်နီရဲ့ဤစောက်ထဲမှာမကောင်းဆိုးဝါးတတ်တရညံ့အောင်စိတ်ဆွမ်းအဆင် SSS တရုတ်ကွန်ယူနဲ့အဖွဲ့ကကမ္ဘာပေါ်မှာအတန်မာဆုံးလူတယောက်ကိုပို့လိုက်တယ် SSS စိတ်ဆွမ်းပိုင်ရှင်ရှောင်းရန်ကိုအခြေအနေထိမ့်ဖို့ပို့လိုက်တယ်ရှောင်းရန်ကတတရမြောက်နဲ့ရှင်ပြီးသူ့ရဲ့ဂုံပုတ်ကပအတ္တမဆုံးသူဆိုတာကိုတတ်သိပြခဲ့ပေမဲ့လေ နောက်ထပ်မကောင်းဆိုးဝါးတကောင်လေးကောင်မြောက်ကကျုပ်တည်းရဲ့ထပ်မံပြီးပေါ်လာခြင်းကအကုန်လုံးကိုကြောက်မက်ဖွယ်အခြေအနေကိုရောက်ရှိသွားစေတယ်။ လေးကောင်ယောက်ကတငေချင်းဖြစ်ဖြစ်ရန်သူဖြစ်ဖြစ်သူ့လမ်းမှာရှိနေတဲ့သူမှန်တညကိုတိုက်ခိုက်တယ်ပြီးတော့ရလက်အနေနဲ့တတရယောက်ကခုခံမှုတိတ်မရှိပဲတည်သွားတယ်မသားနိုင်တဲ့စွမ်းအားကြီးရှိမှအဆင့် SSS ရှိတဲ့ရှောင်းရံတောင်အသွန်ခံရတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရှောင်းရံကကဘာပေါ်မှာရှိတဲ့ SS အဆင့်အကုန်လုံးကိုစင့်ခေါ်လိုက်တယ်တွန်းအားပေးစင့်ခေါ်အမိတ်ပဲတွန်းအားပေးစင့်ခေါ်အမိတ်ဟုတ်လား ကဘာကြီးကကြီးမားတဲ့ဘေးအနေရဲ့ကြားရောက်ခဲ့ရင်ဆိုပြီးအတီတီဆိုင်ရာအဖွဲ့အစည်းကနေချမှတ်ထားတဲ့ဥပဒေပဲတောင်းအားပေးတဲ့စိန့်ခေါ်အမိတ်အတွက်လိုအပ်ချက်တွေကစီကံကြီးတယ်အထာတွေကပထမဆုံးကဘာကြီးပူပတ်မှုအဖွဲ့အစည်းကအဖွဲ့ဝင်80ရာခိုင်နှုန်းကအထာကိုလက်ခံပေးရမယ်ဒုတိယကသူတို့ရဲ့စိတ်ဆွမ်းအပေါ်အခြေခံပြီး24နာရီအတွင်းအဆင့် SS 2ရောက်တည်ထားရမယ်။ တတရားကသူတို့ရဲ့စိတ်ဆွမ်းအားအဆင့်ဒီအပေါ်မူတည်ပြီး24နာရီအတွင်းမှာအဆင့် SSS တယောက်တည်ထားရမယ်။လေးခုမြောက်ကလူတွေထက်အသိဉာဏ်ရှိတဲ့မျိုးစိတ်တစ်ခုပေါ်လာရမယ်။ဒီတော့ဒါကဒီအခြေအနေထဲကတခုတော့ကြိုက်ရမယ်။ဘယ်အခြေအနေနဲ့ညာကြိုက်သွားတာပါလဲဆိုကမမကဖုန်းကိုကြည့်တော့အရေးပေါ်ထုတ်ပြန်ချက်ဒီ message ရောက်တဲ့အချိန်အတွင်းမှာတိုက်ခိုက်ရေးအဆင့် SSS ရှိတဲ့အဖွဲ့ဝင်ရှောင်းရံကတည်သွားပြီဟုအတည်ပြုပြီးပါပြီ။ တတရညာအခြေအနေနဲ့ကန့်ညီတဲ့စိတ်ဆွမ်းအားဒန်နီယယ်ဤစာအုပ်ထဲကမကောင်းဆိုးအားလေးကောင်မြောက်ကကဘာကြီးအတွက်အနေရဖြစ်ပါတယ်။တိုက်ပွဲမှာကန်ကောင်းပါစေဆိုတဲ့စာပဲဖြစ်ပါတယ်။ဒီအခြေအနေကိုမသိသေးတဲ့ဂျင်ဆောင်းကတော့အမဘာတွေဖြစ်နေတာလဲဆိုပြီးအလန့်တကြားနဲ့လှုပ်ရမ်းပြီးမေးနေပေမဲ့မမကတော့စိတ်ထဲမှာ မသိနိုင်တာရှောင်ရံသေးသွားပြီလေလားကမရဲ့တဝူထဲတော့ SSS အဆင့်က၄လို့သွေးကတုံလုံးနေပါတဲ့ဂျင်းဆောင်ကတော့ မကောင်းတဲ့တဲ့ရင်တခုခုညံရလို့လားဆိုပြီးဆက်မေးနေတော့မမက ဂျင်ဆောင်တဲဒီကတက်ဆက်ပေါင်းဖြစ်ပြီးဂန်းကောင်းဆောင်ကအချင်းထောင်ကလူတွေရှိမှပေါ်လာနိုင်တယ်လို့မင်းပြောချင်နေတာလားဆိုပြီးပြက်ပြီးတော့ဂျင်ဆောင်ကဟုတ်တယ်ရယူရောက်မျိုးတွေကိုအဲ့လူတက်သမား13000လုံးကိုလွှတ်လိုက်တာမျိုးထစ်လာနိုင်တယ်လို့ပြန်ထီတော့မမကအဲ့ဒါကဘလို့အထစ်ပြန်မျိုးထစ်လာနိုင်လဲရယူရောက်တစ်ခုလုံးဖြက်စီသွားနိုင်လား ပြန်ပြင်လို့မရတဲ့အထိလေးဆိုပြီးထပ်မီးတော့ဂျင်ဆောင်းကအဲ့လောက်ထိတော့မဟုတ်လောက်ပါဘူးဒါပေမဲ့ဖုန်းထဲကနေဘာတရင်ရလို့လေလို့ပြန်ပြီးတော့မမကကဘာကြီးအဆုံးသက်သွားနိုင်တယ်ပြန်ပြင်လို့မရတော့တဲ့အထိလို့ပြောတော့ဂျင်ဆောင်းကဟမ်ဒါပါကိုဆိုလို့ဒါလေလို့ထပ်မီးနေတော့မမကတော့တမရကငါ့ကိုခေါ်နေလောက်ပြီ तू ဘာလို့ရမလဲစေးစားနေလောက်မှာ အဆင့် SSS တောင်းတည်သွားတဲ့တိုက်ပွဲထဲကိုသူ့ရဲ့တပ်တွေကိုပို့လိုက်သလားဒါမှမဟုတ်သူဒီတိုင်းနောက်ဆုံးနေပြီးနိုင်ငံရဲ့အစ်စ်ကိုခံယူဖို့ပဲဆုံးဖြတ်လိုက်သလားလို့တွေးတော့နေပြီးဂျေဆောင်းပကုံးကိုကန်လိုက်ခါငါမင်းနဲ့အတူတူအချင်းထောင်ကိုသွားနိုင်မှာမဟုတ်ဘူးလို့ပြောတဲ့အခါဂျေဆောင်းလည်းအဲကျွန်တော်နားမလည်ဘူးဘာတွေဖြစ်နေတာလဲအမတက်ဆက်ပေါက်ကကျွန်တော်တငယ်ချင်းတို့နဲ့အတူအချင်းထောင်ကိုတွားနေလောက်ပြီလေ ကျွန်တော်တို့အချိန်ထုံးနေလို့မရဘူးကျွန်တော်တို့ကိုကူညီပေးဖို့လိုတယ်လို့ပြောနေတော့မမကဂျင်ဆောင်လက်ကိုကင်လိုက်ပြီးငါမင်းကိုယုံပါတယ်ဆိုကလက်စုပ်ကိုထည့်ပေးလိုက်ပြီးငါမှာကြံရှိနေတဲ့တပ်တွေအကုန်လုံးကိုမင်းကိုထိချုပ်ခွင့်ပေးပါမယ်အချင်းထောင်ကိုသွားပါခိုင်းခေါင်းဆောင်ကိုတာပြီးမင်းတငယ်ချင်းတွေကိုကဲခဲ့တတ်ထက်သူတတ်တတ်ဖူအရေးချင်းရှိလမ်းလွဲစေသူဒီတော့ဂျင်ဆောင်ကမမကိုကြည့်ကခင်ဗျားကရောလို့လင်းလင်းနက်နက်မေးတော့ မမကငါပေကျင်းကိုသွားရမယ်လို့ပြန်ထည်ရင်းလင်းလို့အုပ်စုပုံစံတောင်းနေချင်းကနေငါပြန်လာခဲ့မှာပါငါအဖွဲလေးအတွက်လက်စားချေရအောင်မယ်လीမင်းလုံးနိုင်နေမှလားလို့မိနေတော့ချင်းဆောင်လဲလုံးနိုင်ပါတယ်အချင်းထောင်ကိုကျွန်တော်စီလွှဲခဲ့ပါဆိုပြီးပြန်ထည်လိုက်ပါတယ်ဒါကြောင့်မမကဟာလီရှင်းမင်းကိုပို့လိုက်တာအကြောင်းရင်းရှိနေမှန်းငါသိတာပဲ အခုကတော့ငါတို့အသက်တွေကိုဇတိထားရတာကံကောင်းပါစေလို့နှုတ်ဆက်တဲ့အတွက်ဂျင်းဆောင်လဲရပါတယ်လို့တန်တီပြီးနောက်မမကလင်းတို့ပုံစံကိုပြောင်းရင်နောက်မှတွေ့မယ်နော်ဆိုကထွက်ခွာသွားပါတယ်ထို့နောက်လိုင်းဆက်ကျွန်းအချင်းထောင်ဘက်ကိုလိုက်ပြထားပြီးပြီးတော့ဂျင်းဆောင်ကအခန်းတစ်ခုထဲကိုဝင်လာပါတယ်အခန်းထဲမှာတော့ဘဲကြီးတယောက်ကရှိနေတဲ့အတွက်အတန်ပေးလိုက်တဲ့အခါထိုဘဲကြီးကရောက်လာပြီလားမစ္စတာပတ် အမစီကနေအကုန်ကြားပြီးပါပြီလို့ပြောနေတော့ဂျင်းဆောင်ကလက်ကမ်းရင်းတွေ့ရတာဝမ်းသာပါလေကျွန်တော်နမေကပတ်ချင်ဆောင်ပါလို့နှုတ်ဆက်ပေမဲ့ဘဲကြီးကတော့ဘာမှမတုတ်ပြန်ပဲတေးချာကြည့်ကဘာလို့မှန်းတော့နားမလဲပေမဲ့မင်းရောက်လာရင်အစီအစဉ်အကြောင်းဆွေးနွေးဖို့ပြောလိုက်တယ်ဆိုပြီးပဲပြောတဲ့အတွက်ဂျင်းဆောင်လည်းချက်ချက်နဲ့ ဟာဟာအခုဘာတွေဖြစ်နေပြီလဲလို့မိမပဲဘဲကြီးကအင်းကိုတိုင်းစီစီတီဗီကိုကြည့်လိုက်ရင်ပုံမြန်မယ်ထင်တယ်လို့လက်ညှိုးထိုးရင်းပြောတဲ့အတွက်အချင်းဆောင်လဲစူးစိုက်ကြည့်လိုက်ပြီးစိတ်ထဲဂိုင်းကောင်းဆောင်ကအချင်းထောင်ထဲတောင်ရောက်နေပြီပေါ့တိတာပဲဓာတွေကသူ့အောင်းအောင်ဆေးထားတဲ့သူတွေပဲဖြစ်မယ်ဒါပေမဲ့ဘာဖြစ်လို့ကိုကိုွယ်နေကြတာလဲဟမ်ခဏအာသူတို့တော့ကိုကိုွယ်တဲ့သူတွေထဲမှာပါနေတာပေါ့ ဒရိုက်တာကျွန်တော်အခုပဲအချင်းထောင်တွေကိုအရင်ဝင်သွားနေတော့မယ်ကျေးဇူးပြုပြီးကျွန်တော်ကိုဓာတ်ရိုက်လန်းစီစဉ်ပေးပါဆိုပြီးဂျင်းဆောင်ကအထိတ်တလန့်နဲ့ပြောတော့ဘဲကြီးကသွေးထားတဲ့အစီအစဉ်တစ်ခုခုညံရှိလို့လားကောင်းငယ်ပေါင်းထောင်ပေါင်းကျော်စွာကိုင်းရဲ့ခေါင်းဆောင်ကစိတ်ကိုထိ ंछ ုံနိုင်တဲ့စိတ်စွမ်းရှိတယ်လို့ကြားထားတယ်လို့ပြန်ပြောတဲ့အခါဂျင်းဆောင်ကမရှိပါဘူးကျွန်တော်ကိုယ်တိုင်ပဲဝင်သွားပြီးလို့ပြန်ရှင်းပြဖို့လုပ်နေတော့ဘဲကြီးကခဏမစ္စတာပတ်ဒါတွေကမမရဲ့အမိတ်ဆိုရင်တော့ဒါကတော့တော်တော်တာဝန်မယူတတ်ဘူးလို့မထင်ဘူးလား မင်းကလူကြီးတယောက်တောင်မဟုတ်သေးဘူးလေအဲ့တော့ငါတို့မင်းကိုဒီတိုင်းယုံရလိမ့်မယ်လို့ဘာလို့ထင်နေရတာလဲလို့ပြောနေတော့ဂျင်ဆောင်ကသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပြီးကျွန်တော်တငယ်ချင်းတွေကအခုအန္တရာယ်ရှိနေပြီကျေစုပြုပြီးကျွန်တော်လမ်းကိုပိတ်မနေပါနဲ့လို့ပြောနေတဲ့အခါဓာတ်ကထွက်လာတဲ့အော်အလိုင်းတွေကိုခန်းစားမိတဲ့ဘဲကြီးတို့ကဖျားကြီးများလိုက်တဲ့လူသက်ချင်းစိတ်ကြီးအဲ့ဒါကမင်းစီကလာလို့ရီရွတ်ခါတော့ဆုံနေကြပါတယ် ဂျင်းဆောင်ကတော့ဘာပဲဖြစ်ဖြစ်ဒီမှာခေါင်းဆောင်တွေကတာဝန်ယူရအောင်လေကျွန်တော်ကမကြွညင်သေးပါဘူးအဲ့ဒါကြောင့်အကုန်လုံးကို့ဖာသားဘာလို့ရမလဲဆိုတာကိုဆုံးဖြတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်ဆန္ဒအတိုင်းပဲလုပ်မှာမှလို့ခွင့်လွှတ်ပေးပါလို့ဂျင်းဆောင်ကပြောနေတဲ့အခါမှာတော့ဘဲကြီးလည်းပြောစရာစကားမရှိဘဲတိတ်ဆိတ်သွားပါတယ်ထို့နောက်အဆောင်တွေတုံးတဲ့လမ်းတစ်ခုရှိတယ်အဲ့ဒါကပထမတက်ခန်းဆောင်ကိုသွားတဲ့ချက်လမ်းပဲအဲ့လမ်းကနေသွားလိုက်အမ်ဒါဟုတ်ရဲ့လား ိုးဆိုပါတယ်မင်းနောက်ဆုံးတော့ရောက်လာပြီပဲတယ်ဒီခင်ဗျာအာဘာဘာလေငါကောင်းကိုမော့လို့မရဘူးလို့ဂျင်းဆောင်ကတွေးနေတော့တယ်ဒီကအိုးငါကိုရီးယားလူမျိုးတွေကိုတဘောကြလိုက်တာမင်းတို့ကမန္တာရှိကြတာပဲဆိုပြီးဝမ်းသာအားရပုံစံနဲ့ပြောနေတော့စိတ်တုန်နေတဲ့ဂျင်းဆောင်ကခင်ဗျာကြီးကောင်ကတော့လူကြီးညွန့်နေတော့တယ်ဒီကလေ ချီပဲမင်းကကြောက်စရာကောင်းတာပဲလို့ပြန်ပြောနေတော့မှာပဲဂျင်းဆောင်ကလက်စုပ်အတွက်ကျေးဇူးပဲလို့ပြောရင်ပြစ်ပေါက်လိုက်တဲ့အတွက်အဲ့ဒီကလှမ်းပန်းပြီးတဲ့နောက်တစ်ချက်ကြည့်လိုက်ပြီးဂျွန်ဝိုင်းကီစီပဲတတ်ပြမှုတရဖူစိတ်ဆွမ်းအားအဆင့်ပြီလူတတ်သမားဂျွန်ဝိုင်းကီစီလူမှုပတ်ဝန်းကျင်အားလူပြဟန်ဆောင်မှုတွေနဲ့စေတနာဝန်ထမ်းအလုပ်များဖြင့်လှည့်စားခဲ့သည်ငယ်ရွယ်သောကလေးများကိုတင့်မှတ်ထားလေးရှိသည် လူတက်ဟန်ဆောင်မှုအတုံးပြူလူထံငယ်ရွယ်တီဟုယူဆထားသောသူများသည်သူ၏ပုံစံအစစ်အမှန်ကိုမဆုံးဖြတ်နိုင်ပါလန်လွဲစီသောတက်ချက်သူအတုံးပြူလူထံငယ်ရွယ်သည်ဟုယူဆထားသောသူများသည်သူတို့၏ခေါင်းကိုမမော့နိုင်ပါတိုက်ခိုက်ရည်ဒီမိုင်းနဲ့အေအခြေအနေအရာဖြစ်သည် ဒါကိုနင်းလိုက်တော့အချင်းဆောင်ကလူပြက်ဟန်ဆောင်မှုတည်းလားအဲ့ဒါကြောက်တာမဟုတ်ရင်ခမရရဲ့ဟန်ဆောင်မှုကိုဖျက်ပြီးနင်းနိုင်မှာမဟုတ်ဘူးအဲ့ဒါကတော်တော်ရုံစရာကောင်းတဲ့စွမ်းရည်ပဲလို့ညီးနေတော့တဲ့ဒီကအိုးမပြောနဲ့နော်ဒီလက်စုံနဲ့အမှားလုံးမိတယ်လို့ထင်နေတာလားငါဆက်ပြီးဖုံးကွယ်စရာမလိုတော့ဘူးလို့ဆုံးဖြတ်ခဲ့ရုံလေးပါပဲပါပဲတိတိအကုန်လုံးဆုံးဖြတ်ပြီးပြီကိုလို့ပြောနေတော့မှာပဲချင်းဆောင်စွာတုံးတာကိုတတိထားမိသွားပြီး အိုးစိတ်လှုပ်ရှားစရာပဲလို့ရည်ရွယ်နေတော့ချင်းဆောင်ကသူ့ဓာရဲ့စွမ်းအားတွေကိုတုံးရင်အကုန်လုံးဆုံးဖြတ်ပြီးသွားပြီပေါ့ငါတော့အဲ့လိုမထင်ပါဘူးလို့ပြောနေတော့တဲ့တီကဟေးခဏပါမင်းကငါ့ကိုလန့်အောင်လုပ်နေတာပဲ baby မင်းလာမယ်ဆိုတာကိုငါသိထားတာကိုမင်းတို့ဘာမှမတင်စင်ထားဘူးလို့တော့ကောက်ချက်မချလိုက်နဲ့နော်တာတာဆိုကချင်းဆောင်ရဲ့ဘောဓာတတိုက်ကိုခေါ်ထုတ်လိုက်တဲ့အခါမှာတော့ချင်းဆောင်ကတစားကန်တော့မလို့လားဆိုပြီးရီရွတ်နေပါတယ် တယ်ဒီကတော့လှုပ်ဆမ်းပါဒီလိုမျိုးဖြစ်လာအောင်မင်းပါလို့လုပ်နေရတာလေငါကစကားပြောချင်ယုံပါဒီတိုင်းငင်းငင်းချက်ချန်နေကြရအောင်ငင်းငင်းချက်ချန်ပို့လို့ပြောတော့ဂျင်းဆောင်ကငင်းငင်းချက်ချန်တဲ့လားငါ့ရဲ့တငယ်ချင်းတွေကိုတစားကန်လှုပ်ပြီးငင်းချက်ကြီးကိုလိုချင်တာတဲ့လားလို့တွေးပြီးခင်ဗျာတေးပြီပဲဆိုကစူးစိုက်ကြည့်နေတော့တယ်ဒီကလန့်သွားပြီး ခဏခဏပါငါဒီတိုင်းမင်းကိုဖာဒါစီခေါ်သွားပေးဖို့လာခဲ့တာ ဟုတ်ပြီလားလို့ပြောနေပေမဲ့ဂျင်းဆောင်ကတော့ငါဖတာငါသွားတတ်တယ်ခင်ဗျားကတော့အရင်သွားပြီးဒီမာတာတင်းနေလိုက်တော့ဆိုပြီးပြောနေတော့တဲ့ဒီကကြောက်လန့်တဲ့ပုံစံနဲ့နေအောင်လို့ပြောပြီးမှ Fuck you တို့ချင်းတဲ့ဒီစီလာနေတဲ့ဂျင်းဆောင်ကညီတန်ကြလို့ရက်တန်သွားပြီးကြီးလိုက်တဲ့အခါမှာတော့ဘုန်းတန်ရှုတုံးဟုညှက်မိစုံးဝါ တို့အထစ်ကိုနေပြီးစိတ်ထဲသူတို့ကိုထိန်ချုပ်ဖို့တဲတိမှာစွမ်းမရှိတော့ဘူးဒါဆိုခိုင်းကောင်းဆောင်ကငါတို့ကိုအနီးနားကနေကြည့်နေတာလို့ဆိုလိုတာပဲငါဒီတိုင်းဆက်ထားရင်သူတို့အနေရှိတယ်လို့တွေးပြီးဟုတ်ပြီခင်ဗျားဖြစ်ချင်တယ်လို့လုပ်ပြီးပဲခင်ဗျားရဲ့ခေါင်းဆောင်စီကိုခေါ်သွားပေးပါဆိုပြီးလှမ်းပြောလိုက်တော့တဲတိကဟုတ်ပြီဆိုကတစ်ချက်ပြောလိုက်ရင်မကြခင်တွေ့မယ်နော်လို့ပြောပြီးနောက်မင်းရဲ့အဖိုးအတန်တငယ်ချင်းလေးတွေကိုတကယ်ကြီးယူဆိုင်ရင်ငါနောက်လိုက်ခဲ့ဖို့ပြောချင်တယ်ဆိုကလက်ပြရင်ထွက်သွားပါတယ် တီးတော်အချင်းဆောင်ကစိတ်ထဲကြီးပဲဂိုင်းကောင်းဆောင်ကဗမာရှိနေမှလည်းမသိပဲနဲ့ငါသူ့ကိုမသားနိုင်ဘူးဒါပေမဲ့ဒါသူ့အတွက်အဆုံးသက်ပဲငါသူ့ကိုတေချာပေါက်တက်တက်မယ်လို့တွေးရင်းလိုက်သွားပါတယ်တယ်ရီကတော့ရှေ့ကနေတောင်းနေပြီးနောက်ကလိုက်လာတဲ့ဂျင်းဆောင်ကစူးရှတဲ့အလင်းရောင်ကြောက်အခန့်တွေ့နေပြီးမှတေချာကြည့်လိုက်တော့ညှော်စင်ကနေထွက်နေတဲ့အလင်းရောင်တွေမှန်တိလိုက်ရပါတယ် ထိုချိန်မှာပဲရည်တန်တကူကိုကြားလိုက်ရပြီးဘေးမှာရှိတဲ့သူတွေအကုန်လုံးကဝင်းကျူတဲ့ပုံစံနဲ့ထိုင်ချလိုက်တဲ့အတွက်ဂျင်းဆောင်လဲဒီအတန်ကဂိုင်းကောင်းဆောင်ရဲ့ဟာပဲလို့တွေးမိသွားပါတယ်စင်ပေါ်ကခရီးရန်ဖုံးတော်ကြီးဝတ်စုံတဲ့သူကြီးကတော့ မင်းကိုတွေ့ရတာဝမ်းသာပါတယ်ချင်းဆောင်မင်းကိုစင်ရတာရက်ွက်ထဲမှာငါပြောခဲ့မိတာကိုမှတ်မိသေးလားလို့ပြောနေတုန်းချင်းဆောင်ကရှေ့ကိုတက်လာပြီးမှတ်မိနေစရာအကြောင်းရှိရဲ့လားသိချင်လိုက်တာလို့ပြောတော့ဖုန်းတော်ကြီးကဒါပေါ့ငါတို့လူချင်းနာကလူတွေကို လွတ်လပ်သွားစေဖို့လေလူတွေလို့တိထားကြတဲ့တရိษံတွေက လူမဆန်မှုတွေစီကထုတ်ပေါ်မှုတွေကနေသစင်ပဲလွတ်လပ်နိုင်တာကျမ်းမာတဲ့ခန္ဓာကိုယ်ကကျမ်းမာတဲ့စိတ်ကိုရရှိထားတယ်ငါဒါတည်သွားခဲ့မယ်ဆိုရင်ဒီအချိန်ထိရောက်လာမှာမဟုတ် ့ဟုအစီအစဉ်ကရှုပ်ထွေးသွားပေမဲ့လည်းငါတို့နောက်ဆုံးတော့ဒီကိုရောက်လာကြတာပါပဲလို့မိကုံချွေတီတုံချင်းဆောင်ကဒီတိုင်းပါဇက်ပိတ်ထားဆန်းပါ ကောင်းနေမောင်းထောင်းပေါင်းများစွာခိုင်းရဲ့ဂိုင်းကောင်းဆောင်ခမရတို့အဆုံးသက်သွားပြီးဆိုကားဓာတ်နဲ့ရွေရင်းခမရရဲ့အဆုံးသက်ရောက်ပြီးအသိဉာဏ်ထားဖို့ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့အခုငါနည်းနည်းဒေါသထွက်နေပြီ လို့ပြောလိုက်ပြီးဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ။ဂျင်းဆောင်ဘာဆက်လုပ်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။